Idea Story Knowledge and Entertainment Channel မှာ ပြန်လည် ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီတစ်ခေါက်မှာတော့ရေခဲရေတောက်ချမ်းနဲ့ပတ်သက်တဲ့အကြောင်းကိုပြောကြရအောင်ကျွန်တော်တို့ရေခဲရေတောက်တာကလူတအူးချင်းစီရဲ့ကိုခန္ဓာချင်းနေနဲ့တောက်တုံးမှုပုံစံပုံမူတည်ပြီးတော့တရားမှုတွေကြွေးပြနေပါတယ်ပူပြင်းတဲ့နေရာဒီမှာဆိုလို့ရှိရင်တော့ဒီအပူချိန်ကြောင်းမှုဒီအေးများတဲ့ရေခဲတစ်ခွက်ကကျွန်တော်တို့ကို ပိုရက်လန်းဆန်းစေတာကတော့အမှန်တကယ်ပဲဖြစ်ပါတယ် ဟုတ်ပါတယ်။အေးရဲရဲ့တောက်ချင်းကခနာကိုကိုလန်းဆန်းစေပြီးတော့ရင်ငက်ပြေယုံစေယုံတယ်မကပါဘူး။ဘူပြင်းနဲ့အပူကနေချက်ချင်းတတရာရစေနိုင်တာပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဒီလိုအေးများတဲ့ရေခဲရေတောက်ချင်းဟာကျန်းမာရေးအတွက်အကျိုးရှိပါသလား။အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့မတည်သေးတဲ့ဘေးရွေဆိုးကျိုးတွေရှိနိုင်ပါသလားဆိုတာသိစေဖို့ကျွန်တော်ကအချက်ခုနှစ်ချက်နဲ့ပြောပြပေးမှာဖြစ်ပါတယ်။နံပါတ်1ရေခဲရေနဲ့ပတ်သက်တဲ့တည်ထားတဲ့မိခွန်းတချို့ နံပါတ်1ရေခဲရေနဲ့ဆေးတောက်ခြင်းရဲ့စူးကြိုးတွေအကြောင်းနံပါတ်3ရေခဲရေသွန်လွန်ရတဲ့အခြေအနေတွေနံပါတ်4ရေခဲရေရှောင်ကျဉ်တဲ့အခြေအနေတွေနံပါတ်5ရေခဲရေတောက်ခြင်းရဲ့အကျိုးကျေးဇူးတွေအကြောင်းနံပါတ်6ရေခဲရေရဲ့ဘေးရွက်စူးကြိုးတွေအကြောင်းနံပါတ်9ရေခဲရေနဲ့ပတ်သက်တဲ့အယူအဆတချို့အကြောင်းကိုကျွန်တော်ကပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်ပြောပြဖို့ကြံခဲ့ရတာတွေသိကြတာတွေရှိခဲ့ရင်လည်း comment ပေါ်မှာမြင်နိုင်ပါတယ် ကြံပြုပေးနိုင်ပါတယ်။မေဆွေတို့ရဲ့ကြံပြုပေးချက်တွေကိုကျွန်တော်အစဉ်တစိုက်အလေးစားနားထောင်လျက်ပါကျွန်တော်လေးလာမှတ်သားထားရမကျမရဲ့ဘူသူတာအနေနဲ့မျှဝေပေးခြင်းဖြစ်တဲ့အတွက်ကြောင့်မို့မိမိခန္ဓာကိုယ်ရဲ့ကျမရဲ့သတိပေးချက်တွေကို နားလည်အောင်လှုံ့ဆော်ပြီးတော့ဉာဏ်ရှိသလိုဝေဖန်ပိုင်းခြားလှုံ့ဆော်ပါလို့ပြောချင်ပါတယ်။အပိုင်းတင်ရေခဲရင်နဲ့ပတ်သက်တဲ့တိထားတဲ့နဲ့မေခွန်းတချို့အကြောင်းမေခွန်းနံပါတ်1ရေခဲရိုးဘေးချိန်မှာတောက်တုံးတင်တယ်လေ လေ့ကျင့်ငန်းလုပ်ပြီးချိန်မှာတော့သုံးတင်တယ်ပြီးတော့ကယ်လိုရီရှော့ချခြင်းနဲ့ဆိုလို့ရှိရင်တော့အစာမစားမီမှာတော့သုံးတင်ပါတယ်ပူပြင်းတဲ့နေရာသီးတယ်ပြီးတော့ဒီဆိုထိုင်းတဲ့ရာသီးတွေမှာတန်တင်တော့တင်ပါတယ်ရတဲ့ဆုံးရှုံးနေချိန်မှာတော့တင်ပါတယ်ယာယီမှုနေချိန်မှာတော့တင်ပါတယ်မိခွန်းနမနဲ့အကောင်းဆုံးရေပူခြင်းဘလောက်ရှိတင်တယ်လဲကျွန်တော်လေးလာမှုရတော့လေ့ကျင့်ငန်းလုပ်ပြီးချိန်ဓမ္မမောင်ရတဲ့ဆုံးရှုံးနေချိန်မှာ 60ဒသမ8ဒဂရီဖာရင်ဟိုက်ဆေးဆီယံနဲ့ပြောမယ်ဆိုလို့ရှင်တော့16ဒဂရီဆေးဆီယံရှိတဲ့ရေအိုးကိုတောက်တင်ပါတယ်။အဲ့ဒီပူချိန်ကကျွတ်တမှုကိုရှင်းချပေးပြီးတော့ရေဓာတ်ပြန်လည်ဖြည့်တင်းရအကောင်ဆုံးလည်းဖြစ်ပါတယ်။မိခွန်းနံပါတ်3ဘလောက်ရေပမာဏတနေ့သာတောက်သုံးဖို့လိုအပ်တယ်လဲ။ပြမြအားဖြင့်တော့အရွေရောက်ပြီးအမျိုးသားတွေအတွက်တနေ့လည်းရင်၃ဒသမ8လီတာနဲ့အမျိုးသမီးတွေအတွက်2ဒသမ8လီတာလိုအပ်ပါတယ်။ ကျွန်တော်ဒီအများဆုံးပေါ့နော်ဒီရေတောက်တဲ့အကျိုးကျေးဇူးတွေအကောင်းဆုံးရရှိဖို့အတွက်ဆိုလို့ရှင်နော်အစာစားပြီးမိနစ်30ခန့်ဆောင်ပြီးမှတောက်သုံးတင်ပါတယ်။အေကွန်နံပါတ်၄အေးရရေရေခဲရေဟိုဘယ်သူတွေတောက်တင်တယ်လဲ။အကဒါသမားတွေအဝါလွန်တဲ့ကလေးတွေမာတီဘေးစကရောစစ်ယောဂါရှိတဲ့သူတွေနဲ့သွေးပောင်ခြင်းနင်းသူတွေဟာဒီအေးရရေရေခဲရေကိုတောက်သုံးတင်ပါတယ်။တတိထားမယ့်တစ်ချက်တော့ရှိပါတယ်။ ကလေးငယ်တွေနဲ့တကြီးရော်တွေနေနေဖြင့်လည်းဒီအလွန်အေးတဲ့ရေကြီးရေကိုတော့မတောက်တင်ပါဘူးရှောင်ကျင်တင်ပါလေမိန်းကွန်းနံပါတ်၅နှလုံးကြောင်းမရေကိုခြေခိုက်စင်နိုင်သလားရေကြီးရေတောက်တာကနှလုံးခုန်တော့အနေငယ်မြန်စေနိုင်ပေမဲ့ရှားယူတာဖြစ်ပါတယ်ဒါပေမဲ့နှလုံးရောဂါရှိသူတွေအနေနဲ့ကတော့အလွန်အေးတဲ့ရေကိုတတိထားပြီးတော့တောက်သုံးတင်ပါတယ်ဆင်ကျင်တင်ပါတယ်မိန်းကွန်းနံပါတ်၆ရေကြီးတတရေက ရေကစေချရပါသလား တန်ရှင်းတဲ့ပလင်းထဲမှာတင်ထားမယ်ဆိုလို့ရှင်တော့ဈေးချရပါတယ်။ဒါပေမဲ့ရေကိုရေကိတ္တာတဲ့အကြာကြီးတင်ထားပြီးမှတောင်းမယ်ဆိုလို့ရှင်တော့ပတ္တိတိယပေါက်ပွားနိုင်ခြင်းပုံများပါတယ်။အဲ့ဒီချက်ကိုလည်းတတိထားပါ။မြင်ခွင့်နံပါတ်7ရေကိရေတောက်300မှာဘာပဲတတိထားတင်တယ်လဲ။အစာစားနေစဉ် ရေအေးမတောက်ပါနဲ့အစာချစ်စနစ်ကိုနှင်းစင်နိုင်လို့ပဲဖြစ်ပါတယ်။ဒီလိုအေးတဲ့ပေါ့နော်ဒီရေခဲရေတောက်တာက အကျိုးကျေးဇူးများစွာရှိတယ်ဆိုပေမဲ့အလွန်အေးတဲ့ရေကိုရှောင်ရှားပြီးတော့အစာစားနေစမှာပုံမှန်အပူချိန်ရှိတဲ့ရေကိုတောက်သုံးသင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအလွန်အေးတဲ့ရေကိုတောက်နိုင်တယ်ဆိုပေမဲ့အလွန်ကြုံမတောက်မိစေရန်လဲနောက်ထပ်တရေပြူပါ။အစာချစ်စနစ်အတွက်ပုံမှန်ရေကိုတောက်သုံးပေးပါ။ အေးရည်ရေကိုပေါ့နော်ဒီအလွန်အေးရည်ရေကိုတော်တော်နဲ့အခါမှာလည်းအလင်းမြန်မတော့ပါနဲ့ခန္ဓာကိုယ်အတွက်ဖြစ်စေမှုတွေဖြစ်စေနိုင်ပါတယ်ခန္ဓာကိုယ်အတွက်ယုတ်တိရအပူချင်းပြောင်းလဲမှုမဖြစ်စေရန်ဖြည်းဖြည်းချင်းတော်တော်ပေးပါပူပြင်းတဲ့အချိန်ဓမ္မမို့လေ့ကျင့်ခန်းလုပ်ပြီးချင်းရေအေးကိုဖြည်းဖြည်းချင်းပဲတော်တော်ပေးပါခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကအမြင်နာတော်မှာတကယ်လို့ဒီလွန်အေးရည်ရေတောက်ချင်းကမတက်မပါဖြစ်စေတယ်ဆိုလို့ရှင်နော်ပုံမှန်ရေဓမ္မမို့အငင်းငင်အေးရည်ရေကိုသာပြောင်းလဲပြီးတော့တော်တော်ပေးပါ အဲ့ဒီချက်တွေကိုသိရှိထားပြီးတော့ကျမရင်းနဲ့ကန့်ညီတဲ့ရွေးချယ်မှုတွေပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ရေခဲရည်နဲ့ဆေးဝါးတွက်ဖက်တောက်ချင်းရဲ့စူဂျိုတွေကြောင့်နံပါတ်1စောက်ယူမှုနှေးစေလိုပဲဖြစ်ပါတယ်။ရေခဲရည်ဆေးပြားဆေးရောင်တွေပြောင်းဝင်မှုကိုနှေးစေပြီးတော့သွေးထဲမှာစောက်ယူမှုကိုနှောင့်နှေးစေနိုင်လိုပဲဖြစ်ပါတယ်။နံပါတ်2ကတော့ချီရောက်မှုယိုနှေးစေခြင်းပဲဖြစ်ပါတယ်။ဆေးဝါးတွေလိုအပ်သလောက်မြန်မြန်မပြောင်းဝင်မှုဆိုလို့ရှင်နော်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ပမာဏ ရရှိနိုင်လို့ပဲဖြစ်ပါတယ်။နံပါတ်3ကတော့ခန္ဓာကိုယ်ရဲ့စွမ်းရင်ပေါ်သုံးရလို့ပဲဖြစ်ပါတယ်။ခန္ဓာကိုယ်ထဲမှာရှိတဲ့ရေခဲရေကိုပြန်နှွေးဖို့ခန္ဓာကိုယ်ကနေစွမ်းရင်ပေါ်သုံးရတဲ့အတွက်ကြောင့်မို့တခြားလုပ်ငန်းဆောင်တာတွေအတွက်အားနည်းစေနိုင်လို့ပဲဖြစ်ပါတယ်။ရေခဲရေသုံးလို့ရတဲ့ကျမရဲ့ခြေနေတချို့ကျွန်တော်တို့တချို့ဆေးဝါးတွေမှာဒီရေပူးခြင်းမလွန်ခဲ့ဘူးဆိုလို့ရှင်เนาะရေခဲရေနဲ့တောက်သွင်းလို့ရနိုင်ပါတယ်။နောက်တစ်ခုကကြတော့ဒီဓာတ်ကင်ခြင်းကြောင့်ဖြစ်တဲ့ဖေးတွေဆိုကြတွေ ရခဲငုံချင်းဖြင့်တက်ကင်ချင်းကြောင့်ဖြစ်တဲ့အရသာပြောင်းခြင်းစားရပေတွေဆိုကြတွေကိုယုံနေစီအောင်လုံးဆောင်ပေးလို့ရပါတယ်။ရခဲရေရှောင်ခြင်းတဲ့တဲ့အခြေအနေတွေကျွန်တော်တို့မြန်မြန်စုပ်ယူရအောင်လိုအပ်တဲ့ဇေဝရီဖြစ်ပါတယ်။အကိုက်ခဲပြောက်စေးလူစီးတွေအတွက်ဒီပုံမှန်ရေနဲ့တောက်ချင်းကပိုးပြီးတော့အသင့်တော်ဆုံးပဲဖြစ်ပါတယ်။ရခဲရေနဲ့မတောင်းမိပါစေနဲ့။ နောက်တစ်ချက်ကတော့ဂျမားရဲ့အခြေအနေတချို့ဖြစ်ပါတယ်။စီတိုယောဂါ၊နှလုံးယောဂါ၊သွေးကြောကျင်ယောဂါလို့ရင်းနှုံးဆိုင်နှုံးရှိသူတွေအနေနဲ့ကတော့ရေခဲရေလို့ဒီအေးအေးဆူရှားတဲ့အရာတွေတောင်းချင်းကိုရှောင်ကျင်တင်ပါတယ်။ကျမရဲ့ဆိုင်ရာချက်လက်တွေအရကတော့ရေခဲရေဟာဒီဆေးဝါးတွေရဲ့ဆုပ်ယူမှုကိုနှေးခွေစေပြီးတော့ထိရောက်မှုကိုညွှန်နေစေနိုင်ပါတယ်။အကောင်းဆုံးရလက်အတွက်ဆိုလို့ရှိရင်တော့ပုံမှန်ရေဖြင့်ဆေးတောက်တာကတော့အကောင်းဆုံးပဲဖြစ်ပါတယ်။ရေခဲရေတောက်ခြင်းအနေနဲ့ရရှိလာမယ်။ကျမရဲ့အကျိုးကျေးဇူးတွေ ရေခဲရာကျွန်တော်တို့ခန္ဓာကိုယ်ကိုတခြားနိလန့်တွေနဲ့တရားမှုရှိတယ်ဆိုတော့ငါလည်းခုပြောပြမယ့်အခြေအနေတွေမှာပုံမအကျိုးကျေးဇူးတွေပေးဆောင်နိုင်မှာပဲဖြစ်ပါတယ်။နံပါတ်၁ကတော့၄ခြေငယ်လုံနေစင်မှာဖြစ်ပါတယ်။၄ခြေငယ်လုံနေစင်မှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အပူချိန်တက်လာပြီးတော့စွန့်ရင်နဲ့ပုံမလျင်မြန်စွာဆုံးရှုံးတာပြမန်းနှွမ်းနေမှုကိုခံစားရနိုင်ပါတယ်။၄ခြေငယ်လုံနေစင်မှာရေခဲရေတောက်ခြင်းဖြင့်ခန္ဓာကိုယ်အတွင်းပိုင်းအပူချိန်ကိုထိန်းညှိပေးနိုင်ပြီးတော့ပြင်ပမှုကိုလျှော့ချပေးတာ လေ့ကျင့်ခန်းကိုပုံမကြာရှည်စွာ လုံဆောင်နိုင်စေပါတယ်။နောက်ပြီးတော့ကြွက်သားနာကျင်မှုကိုလည်းလျော့ပါတက်တာစေအောင်လုံဆောင်ပေးနိုင်ပါတယ်။နံပါတ်2အချက်ကတော့ပူပြဲတဲ့အခြေအနေမှာဒီချွေထက်နေခြင်းဖြစ်ပါတယ်။ပူပြင်းတဲ့အခြေအနေတွေမှာကျွန်တော်တို့ခန္ဓာကိုယ်ဟာချွတ်ထွက်ခြင်းဖြင့်ကိုယ်တွင်ပူခြင်းကိုချိန်ညှိပေးပါတယ်။အဲ့ဒီဖြစ်စဉ်မှာခန္ဓာကိုယ်အနေနဲ့အရည်တွေဆုံးရှုံးသွားပြီးတော့ရေတောက်ခြင်းဖြင့်ပြန်လည်ဖြစ်တည်ရန်လိုအပ်လာပါတယ်။ ကျွန်တော်တို့ပုံမှန်ရေတောက်မယ်ဆိုလို့ရှိရင်เนาะရေငတ်မှုကိုလျော့နေစေတဲ့အတွက်ကြောင့်မို့လိုအပ်တီထက်နေပါစွာတောင်းမိနိုင်ပါတယ်။ဒါပေမဲ့ရေခဲရေတောက်လိုက်ခြင်းဖြင့်ပုံမှန်တောက်လို့စိတ်တွေဖြစ်စေပြီးတော့ရေတဲ့ခန်းချောင်းမှုကိုပို့ပြီးတော့ကာပဲပင်နိုင်မှာပဲဖြစ်ပါတယ်။နံပါတ်3ချက်ကတော့ညိုချမှုကိုမြင့်တင်ပင်နိုင်ပါတယ်။ဒီအေးတဲ့ဒီအေးများတဲ့ရေခဲရေဟာတဘာဝအားဖြည့်စေတဲ့မျိုးဖြစ်ပြီးတော့ညိုချမှုကိုလန့်စို့ပြီးကနှင်းမြန်စွာလန်းဆန်းစေနိုင်ပါတယ်။ ပူပြင်းတဲ့ຢာတွေဥတို့မှာအာရင်ပြေဝစေပြီးတော့မောပန်နွမ်းနေမှုကိုရှားရှားခြင်းနဲ့ဆိုလို့ရှင်တော့ရေခဲရေတစ်ခွက်ကအလွန်ကိုကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်၄ကတော့သွေးပုံတက်စီနေတာပဲဖြစ်ပါတယ်။ရေခဲရေလို့ရေအေးတောက်ခြင်းကခန္ဓာကိုယ်ရဲ့သွေးပုံတက်စီတဲ့တွန့်ပြန်မှု pressure response ကြောင့်မှအရာရေးသွေးပုံတက်စီနိုင်ပါတယ်။ဒီအလိုသွေးပုံတက်တာကရေတံဆုံးရှုံးနေတဲ့သူတွေအသက်ကြီးတဲ့သူတွေညမကောင်းဖြစ်နေတဲ့သူတွေအတွက်ပို တည်တာတွေဆိုပေမဲ့ကျမတို့ရဲ့အတွက်ကတော့အငင်းငင်းတက်ချင်းပဲဖြစ်ပါတယ်။အဲဒီလိုသွေးပောင်တက်တာကသွေးပောင်အမြင်ကျတဲ့သူတွေဆိုလို့ရှင်เนาะဒီရေကြီးတောက်ချမ်းကပိုပြီးတော့တင်လျော်ပါတယ်။ပိုပြီးတော့လေးကောင်းပါပါတယ်။ရေကြီးရေမတောက်တင်တဲ့ဒီကျမရဲ့အချင်းလေးတချို့အမမောဗီရိတ်ဆိုကြူတွေနံပါတ်1ကတော့နှာခေါင်းပိတ်ခြင်းဖြစ်နေစဉ်တွင်ဖြစ်ပါတယ်။ အေးမိတာတွေတုတ်ကွေးဖျားတာတွေနှာခေါင်းဓမ္မတက်မှုကြောင့်မနှာခေါင်းပိတ်နေမယ်ဆိုလို့ရှိရင်တော့နှွေးရည်ဓမ္မမဟုတ်ဒီပုံမှန်ရည်ကိုတောက်ချင်းဖြင့်လက္ခဏာတွေကိုတတစေပြီးတော့တက်ရှူရတာပုံမှန်တွေကိုစီမာပေးဖြစ်ပါတယ်အဲ့လိုမျိုးပဲရေခဲရည်တောက်လိုက်မယ်ဆိုလို့ရှိရင်တော့နှာရည်ပုံမှန်ချုပ်ပြစေကပုံမှန်ဆိုရစေနိုင်ပါတယ် အေးမိခြင်းနဲ့ဒီနောက်တစ်ခုကပိုးဝင်နေခြင်းပါပေါ့နော်ဒီခန္ဓာကိုယ်ကပုံမှန်ထပ်ပိုးထူပြီးတော့စေးကတ်တဲ့ချွေးတွေထုတ်လုပ်ပေးလို့မို့အလိုချင်နေတွေမှာရေခဲရေတောက်ချင်းကိုရှောင်ကျဉ်တင်ပါတယ်နံပါတ်2ကတော့အစာချေဆိုင်ရဲ့ပြဿနာတွေရှိတဲ့သူတွေ ဒီအစာစားခြင်းဓမ္မမောအစာစားပြီးခြင်းအတွင်းမှာအလွန်အေးတဲ့ရေတောက်ခြင်းကဦးလန်းကျောင်းမှာရှိတဲ့သွေးကြိုတွေကိုကျင်းစီပြီးတော့အစာချစ်ပြမှုလုပ်ငန်းစဉ်ကိုနှောင့်နှင်းစေနိုင်ပါတယ်။အဲဒါကဒီတချို့လူတွေအတွက်ဘိုင်းအောင်နာတွေဘိုင်းနာတာတွေတခြားသောစားခြင်းဆိုင်ရာမတမတာဖြစ်မှုတွေဖြစ်စေတတ်ပါတယ်။အလိုချင်းနေဟာယာယီတာဖြစ်ပြီးတော့ပြင်းထန်တဲ့ပြဿနာတော့မဟုတ်ပါဘူး။ဒါပေမဲ့စင်ကျင်ရမယ့်အရာတော့ဟုတ်ပါတယ်။နံပါတ်3ကတော့ ေချောင်းနာလွယ်တဲ့သူတွေပြီးတော့ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂပေါ်ဝင်လွယ်တဲ့သူတွေအတွက်ကတော့ဒီအလွန်အေးရေရေကိုအနှင်းမြန်တော်သုံးခြင်းဟာလေချောင်းနံရံကိုရံရံစေနိုင်လို့ပဲဖြစ်ပါတယ်။နံပါတ်၄ကတော့ယာယီခေါင်းကိုက်တတ်တဲ့သူတွေဖြစ်ပါတယ်။အေးရည်ရေကိုအမြင်မြန်တောက်ချင်ဟာဒီပဇက်နဲ့ဥကောင်းမှာရှိတဲ့အာယုံကျိုးတွေကိုယုတ်တည်းရဲ့အပူချိန်ပြောင်းလဲမှုကြောင့်မို့အုံနောက်ကိုက်ခဲကျွလုံးခေါ်တဲ့ brain freeze လို့ဒီခေါ်ရဲပေါ့နော်ပြင်းထန်တဲ့ယာယီခေါင်းကိုက်မှုကိုဖြစ်စေနိုင်ပါတယ် ဒီကြိုးရောမှာရှိတဲ့အထိမခံနိုင်တဲ့အာယုံကြိုးတွေကိုအေးစီပြီးတော့ခေါင်းကိုက်စေတဲ့အချက်ပြမှုတွေကိုအနောက်စီတော့ချက်ချင်းပို့ဆောင်ပေးလိုပဲ ဖြစ်ပါတယ်ဒီလိုခေါင်းကိုက်တာကတော့လူတိုင်းခေါင်းကိုက်တယ်လို့တော့မဆိုလိုပါဘူးဒီခေါင်းကိုက်တတ်တဲ့သူတွေနည်းနည်းကတော့ဒီချက်ကိုတတိထားတင်ပါတယ်နံပါတ်5ချက်ကတော့တွေ့တိုယောဂရှိတဲ့သူတွေဖြစ်ပါတယ်ရေခဲရေတောက်ခြင်းဟာတွေ့တိုယောဂရှိသူတွေအတွက်ကောင်းပါသလားတကယ်တမ်းတော့တွေ့တိုယောဂအတွက်မကောင်းပါဘူး ရေရေရေတောက်ချင်အောင်သွေးကြိုးတွေကိုကျင်းစေပြီးတော့သွေးပောင်ခြင်းကိုမြင့်တက်စေနိုင်လို့ပဲဖြစ်ပါတယ်။နံပါတ်6အချက်နဲ့ကတော့ရှီပြီးသားကျန်းမာရေးအခြေအနေတွေကိုပုံမဆိုရစေတတ်ပါတယ်။တကယ်တော့ mind brain ကိုဒီ cognition ကယောဂရှိတဲ့သူတွေစိုင်းနဲ့ရောင်ခြင်းလို့ပေါ့နော်။ဒီယောဂရှိသူတွေအနေနဲ့ကတော့ဒီအလွန်အေးတဲ့ရေတောက်ခြင်းဟာရှီပြီးသားယောဂလက္ခဏာတွေကိုပုံမပြီးတော့ဆိုရစေနိုင်တယ်လို့ဆိုထားချက်တွေရှိနေပြန်ပါတယ်။နံပါတ်9ကတော့ဝမ်းကြောတက်တဲ့သူတွေဖြစ်ပါတယ်။ အလွန်အေးရရေကိုအစမပြတ်တော့တုံးခြင်းဟာဝမ်းချုပ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုအေးရရေတော့လိုက်တဲ့အခါမှာအစာခနာကိုယ်တွင်ဖြတ်သန်းနေစဉ်ဒီမှာကြောလာပြီးတော့ဥရေလေးကျုံသွားစေတတ်ပါတယ်။အဲဒါကဝမ်းချုပ်ခြင်းရဲ့အဓိကအကြောင်းရင်းများတွေကတခုလေးဖြစ်ပါတယ်။လူတိုင်းတော့မဟုတ်ပါဘူး။ဝမ်းသားရခက်ခဲတဲ့သူတွေနောက်တစ်ခုကဒီအစာချင်းနှီးသူတွေအနေနဲ့တည်ထားရပါမယ်။အစာချင်းနှီးသူတွေတို့ကလည်းဒီပုံမှန်ရေတောက်တော့ကတော့ပို့ပြီးတော့အတင်းတော်ဆုံးပဲဖြစ်ပါတယ်။ ရေခဲရေတောက်တာနဲ့ပတ်သက်လို့မယူဆချက်တွေအကြောင်းအေးရေရေကအစီတွေကိုအဆိုင်ထဲမှာခေးစေပါတယ်။ဟုတ်ပါဘူး။အေးရေရေကအစီတွေကိုမခေးစေပါဘူး။ခနာကိုကရေကိုအပူပေးလိုက်လို့ပဲဖြစ်ပါတယ်။အေးရေရေကခေါင်းကိုက်စေပါတယ်။အေးရေရေကလူတိုင်းအတွက်ခေါင်းကိုက်စေတာတော့မဟုတ်ပါဘူး။တချို့လူတွေအတွက်ခေါင်းကိုက်စေခြင်းပဲဖြစ်ပါတယ်။အေးရေရေတောက်ခြင်းကကိုလေးခြင်းတက်စေပါတယ်။မဟုတ်ပါဘူး။ အေးရည်ကကယ်လိုရီနည်းငယ်တောင်ပိုပြီးတော့လောင်ကျွမ်းစေနိုင်ပါတယ်။အေးရည်ကကိုခံအားကိုကျစေပါတယ်။ဟုတ်ပါဘူး။အေးရည်နဲ့ကိုခံအားကျစေမှုတို့ကြားမှာဆက်စပ်မှုမရှိပါဘူး။အေးရည်ကနှလုံးကိုထိခိုက်စေနိုင်ပါတယ်။ဟုတ်ပါဘူး။ကျန်းမာတဲ့နှလုံးတော့ကတော့အေးရည်ကအန္တရာယ်မရှိစေပါဘူး။ထပ်ပြရမယ်ဆိုလို့ရှိရင်တော့ဒီရေရေရေကအကျိုးကျေးဇူးတွေရှိတယ်ဆိုပေမဲ့လူတိုင်းနဲ့ အခြေအနေတိုင်းအတွက်တင့်တော်မှုမရှိနိုင်ပါဘူး။ဘုဒ္ဓဦးချင်းစီရဲ့ရေတဲ့လောအပ်ချောင်းအသက်အရွယ်၊ကျမ်းမာရေးအခြေအနေနဲ့ကိုလက်လှူရှားမှုစားတဲ့အချက်တွေပေါ်မှာမူတည်ပါမယ်။ဒါကြောင့်မို့ဘုဒ္ဓဦးချင်းစီရဲ့တတောင်တတာရှင်မှုနဲ့ကျမ်းမာရေးလောအပ်ချက်တွေလိုက်ရေတဲ့ဖြစ်တည်မှုပုံစံကိုညှိယူရန်လည်းအရေးကြီးပါတယ်။တချို့သူတွေတော့ကတော့ဒီအငင်းငယ်အေးတဲ့ရေအောင်လက်ခံနိုင်ဖွယ်ရှိတယ်ဆိုပေမဲ့တခြားသူတွေအတွက်မှာတော့ပုံမှန်ရေက ပိုပြီးတော့ကျိုးရှိစေမှာပဲဖြစ်ပါတယ်။ ။နာတာမှုနဲ့အချိန်ကပ်တောင်းတမှုကတော့အရေးကြီးဆုံးပဲဖြစ်ပါတယ်။ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကိုအမြင်သတိထားခြင်းဖြင့်တင်းတော်တဲ့အချိန်မှာအေရေရေကိုတောတုံးခြင်းကကျွန်တော်တို့ရဲ့ဆင်ခြင်တောင်းမှုပေါ်မှာမူတည်မှာပဲဖြစ်ပါတယ်။ကျွန်တော်ခုပြောပြတဲ့အကြောင်းအရာလေးကတော့ရေခဲရေတောက်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတချို့ကိုကျွန်တော်ကပြောပြပေးခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ပြောပြတဲ့အကြောင်းအရာလေးတွေကိုနောက်တောင်းပြီးတော့ကြာတော့ဂျမားရဲ့အကျိုးကျေးဇူးတစ်စုံတည်းအားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ ကျမရဲ့အကျိုးကျေးဇူးတစုံတရာရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းတန်တော်ဝန်သာပီတိပြင်မိမှာပဲဖြစ်ပါတယ်။ကျမရဲ့ဘဝတူတာတွေတော်ပွားပြီးစိတ်ချမ်းသာခြင်း၊ကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။